ညာကောင်ရင်ချင်းတွင်စိုးမိုးတယောက်သည်တငယ်ချင်းများနှင့်မွေးနေ့ပွဲဆင်နွှဲပြီးနောက်အိမ်သို့ရိုင်းနေနေနဲ့ပြန်လာခဲ့ပါသည်။သူရဲ့မိုးနေ့ဒီကိုတည်တော့ကြောင်းကောင်းမောင်းမောင်းပဲလမ်းကျိုလမ်းကြားမှာတစ်ဆင့်အချိန်တော်ကြာအိမ်သို့ရှောက်ခဲ့ရတော့လဲဒါကသူ့အတွက်ပိုပြီးအတက်အနေအတွက်အစိတ်ချရတာပါ။ညာဤလီလီအေးများသည်အလုံးအေးဆက်နေခဲ့တော့လဲသူ့ကိုတော့ကြွေးပြန်စီခဲ့ပါပြီ။ အကြောင်းကတော့မင်းရဲ့ဘက်မှာအစားတောက်များစွာကို သူ အစမတန်စားတောက်ခဲ့လို့ပါပဲ။အာဘိုင်းနာလေးတော့ကွာငါမင်းရဲ့ဘက်မှာအစားတွေအများကြီးစားခဲ့လို့ထင်နေ။ဒီဂျုံဘုတ်တွေမှာပဲငါ့ရဲ့ကိစ္စကိုရှင်းရတော့မယ်ထင်နေ။ဘာမဲ့မူဒီပါထွက်လာပြီးငါ့ကိုတီးဝမှလည်းကြောက်ရသေးတယ်ဟာ။စိုးမိုးဒီအရင်မောအချင်းတွေတခုကိုဖြည့်ရှင်းရတဲ့အတွက်သူနေရာတခုကို ရှာပွေရန်ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့သူရှာပွေနေတဲ့အတွင်းမှာမြင်လိုက်ရတဲ့အရာတခုကြောင့်သူအံအားသင့်သွားခဲ့တာပါ။ လမ်းမီးတွင်အုတ်ဖြစ်တိဆောက်ထားတဲ့အင်္ဂါငယ်လေးတစ်လုံးကိုသူမြင်တွေ့လိုက်ရလိုပါပဲထိုအင်္ဂါသည်လမ်းမကြီးပေးတွင်တရှိနေပြီးနှိမ်တွပြမီးရောင်ကလေးများထွန်းထားကာအင်္ဂါမှာလည်းတန်ရှင်းနေခဲ့တာပါအိုဖေယာကြီးဒီလောက်လမ်းမကြီးပေးမှာဒီအင်္ဂါကိုဘသူများလာဆောက်ထားတာလဲဟာဒါပေမဲ့အင်္ဂါရှိတာပဲကျေးဇူးတင်ပါတယ်အာအာအာမရတော့ဘူးငါဘက်ကအရန်လာနေပြီဘာပဲဖြစ်ဒီအင်္ဂါပဲတက်ကားတော့မှာပဲ အိမ်လာသွင်းနေသူရောက်တဲ့ခါမှာတော့တိတ်ဆိတ်လွန်လာကြောက်သူ၏အသက်ရှူတန်းကိုပင်သူပြန်ချားနေခဲ့ရတာပါဆိုမိုဒီအိမ်နာ၏အတွင်းဘက်ကိုလိုက်ခိလိုက်တဲ့အခါမှာတော့သူမျောလင့်ထားသလိုမဟုတ်ပဲအိမ်နာကတန်ရှင်းနေခဲ့တာပါဒါပေမဲ့လည်းဆိုမို၏ပိုက်ထဲမှာတောင်းကျင်းနေမှုကြောင့်သူ၏ကိစ္စကိုထုံနေရမှာပဲဆိုမိုတယောက်ဖြေရှင်းခဲ့ပါတော့တယ် ခဏကြာမှတော့စိုးမှုတယောက်ပုံမှန်မှုတဲ့အရာတစ်ခုကိုခံစားလိုက်ရပါတယ်။အင်နာကွက်ထဲကအေးဆက်ဆက်အရာဝတ္ထုတစ်ခုကသူ့ရဲ့တင်မာကို လာရောက်ထိခတ်လိုက်ပါတော့တယ်။ဟာငါတင်မာကဘာလို့လောက်အေးလာတာတော့ဟာ။ပုံမှန်မှုတဲ့ခံစားမှုမျိုးကိုစိုးမှုတယောက်ခံစားလိုက်ရတာကြောင့်ဖူနီယားမှမြင်မြင်ပဲထားရက်လိုက်ပါတော့တယ်။ထို့နောက်အင်နာကွက်ထဲမှာရုတ်တရက်ပေါ်ထွက်လာတော့ကောင်းမြတ်တေးရဲ့ကြီးကိုစိုးမှုတယောက်မြင်တွေ့လိုက်ရပါတော့တယ်။ မင်းမထွက်သွားခင်ရေစေးကြဖို့မမင်းနဲ့တော့ဟဲ့အောင်ဗျာဗျာဗျာအင်နာကောင်းမြတ်တဲ့ကြီး ခဲကြပါအောင်ခဲကြပါအောင်စည်းစာရလေးထဲမှာတိုးချင်းမဆာ၏အင်လာကောင်းပြည့်သေးကြီးနှင့်ပတ်သက်သောကောလာဟာလာများပြန့်နှံ့နေခဲ့ပါသည်။ခြွာသားများတို့သည်ညဘက်ချိန်တွင်ထိုပေကြီးဆန်သောအင်လာကောင်းပြည့်သေးရဲ့နှင့်ပတ်သက်သောထူးဆန်းသည့်ဖြစ်ရများကို တွေ့ကြုံခံစားနေခဲ့ရတာပါ။ မင်းညကငါခီးတဲ့ပိုးကြီးပြန်လာတော့လမ်းရှောင်လုံးပိုင်းလာနေခဲ့တာကွာ။ဒီအဲ့ဒီနောက်လေရောက်တော့ငါအင်နာလေးခုတွေ့ရဲကွာတလား။ဟေးဘာဖြစ်လဲ။အဲ့နဲ့မင်းဘလို့တက်တော့မင်းဝင်သွားခဲ့တာလား။ဒီဘောကွာဝင်သွားတာပေါ့။ငါဘိုက်ကလည်းတားမှမရတာကွာ။ဝင်သွားပြီးအင်နာတို့တော့ဘာမှဖြစ်ဘူးကွာ။အေးဒါပေမဲ့အပြင်ကိုပြန်ထွက်လာတဲ့အခါမှာတော့ဟာမင်းကတရင်နဲ့တွေ့ခဲ့တာလား။မဟုတ်ဘူးလေအင်နာနေမှာကန့်နေတဲ့တောက်တဲ့ကြီးနဲ့တွေ့တာဟာ။ဟာမင်းကလည်းကွာငါတရင်နဲ့တွေ့လာတာလို့ထင်နေတာ။ တေချာပြောတယ်မှာကွာမင်းငါတို့တေချာနားထောင်နေတဲ့ဟာကြီးတို့ဤပါကွာဤအဲ့ဒီလိုနဲ့ငါအိမ်သားကြီးထုတ်ကန်နေမှာတကားပွင့်မရဘူးကွာဘလို့မှတွန်းတော့ပွင့်လို့မရဒီလိုနဲ့ငါနောက်ကိုလှည့်လဲကြည့်လိုက်ရောဟီအောင်ကြီးအိမ်တော်ကောင်းပြည့်သေးကြအဲ့ဒီပွက်လာတာဟီအောင်ကြီးလည်းမျိုးသူကငါ့ကိုပြောသေးတယ်ကွာပြင်မတော့ရင်ရည်သေးချောက်ကိုလည်းငါ့ကိုလာပြောသွားသေးတယ်ဟာကာသွင်းတော့ဟိအောင်ကြီးအဲ့ဒါမင်းတန်ရှင်းသေးဖြစ်မယ်ဟာအဲ့ဒါဆိုရင်တော့အေးအေးဟုတ်လို့တည်းဟာ ဇူးမှုသည်ထိတ်လန့်စရာအဖြစ်အပျက်များကိုတွေ့ကြုံပြီးတဲ့အခါမှာတော့ရွာထဲမှာတရဲနေနေခြင်းအတွက်နမဲကြီးသောဆရာကြီးတူအိမ်တို့တွားရန်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။စီးသောရောင်မှာတော့တရဲအမျိုးမျိုးကိုနှိမ့်နေနိုင်တဲ့ဆရာခန့်ဆိုတဲ့ဆရာတူရှိခဲ့ပါတယ်။ဘယ်လိုဖြစ်လာလဲဆိုမှုစောစောစီးရောက်ချက်လာပါလား။ဆရာရဲ့လုံငယ်တဲ့ရက်တွေကကျွန်တော်အင်နာကောင်းမြတ်သေးခြင်းတွေ့ရတာလေ။အဲ့ဒီကလေးကကျွန်တော်အင်နာသွားရင်ကျွန်တော်အကြကြီးမထိုင်ရတော့ဘူးလန့်လို့ ။အော်ဘာများလဲလို့ကွာဒီအပိုင်းလူတွေပြောပြောနေကြတဲ့အိမ်နာကောင်းပြတဲ့ကြီးကိုအေးငါပြောရရင်အဲ့ဒါကနေရာဆွဲတဲ့တရေကွာ။အေးမင်းအဲ့ဒီတဲကိုမဝင်ရင်တော့မင်းဘာမှပြုတ်ဘူးလေ။ဒါပေမဲ့ဆရာရဲ့ကျွန်တော်ကစိတ်မသက်မသာဖြစ်နေတာလေ။သူရှိနေသေးတယ်ဆိုတော့တည်နေတော့ကျွန်တော်စိတ်မချမ်းမြူဘူးဗျ။အေးတကယ်လို့ညာဘက်ကျရင်သူကသူ့ရဲ့ဆွမ်းအားတွေတိုးလာပြီးအိမ်သာတိုင်းကနေပြီးတော့ပေါ်လာရင်ဘယ်လိုလုပ်။နောက်ပြီးဆရာကလည်းသူ့ကိုကူညီပြီးလွတ်မြောက်လုပ်ပေးရမှာမဟုတ်လား။ဆရာမလုပ်ရင်ဘယ်လိုလုပ်မှာ ဆရာရဲ့အရေးပြားမဲပြီးတော့ဆရာရဲ့နှလုံးသားကပါလိုက်မဲနေပါဦးမဆရာရဲ့ဟေးကောင်စိုးမို့မင်းကစကားများမကပဲငါ့ကိုပြန်ပြီးစကားနိုင်လူနေတာလားငါကဆရာနော်အေးဒါပေမဲ့မင်းပြောတာတော့မှန်တော့မှန်ပါတယ်လေကဲကဲသွားပြီးပြင်ဆင်လာကြဒီညငါတို့အဲ့ဒီအင်းနာခေါင်းပြည့်အသေးကြီးကိုတွက်ရှာကြအောင်သူညဒီလာမညညဖြစ်ပါတယ်စိုးမို့ဒီဆင်ရခန့်ကိုအင်းနာခေါင်းပြည့်အသေးကြီးတွေ့ခဲ့ရသည့်နေရာတို့ခေါ်ဆောင်သွားခဲ့ပါတယ်နေခင်ဘက်တွင်ဘာမှမရှိခဲ့တော့လဲ ၎င်းရဲ့အချိန်ရောက်တဲ့အခါမှာတော့ထိုအိန္ဒာဒီသူတို့နှစ်ဦးရှိတယ်မြင်နေခဲ့ရပါပြီ။ဟောဒီမှာပဲဆရာကြီးကျွန်တော်တွေ့ခဲ့တာဒီအိန္ဒာပဲ။စေရေးထားပါဆိုမို့ကတမားရီယူလိုက်အောင်မယ်။ဆရာခန့်ဒီမန္တန်များကိုရွတ်ဆိုလိုက်ပါတယ်။သူကလေပင်များတိုက်ခတ်လာပြီးအိန္ဒာကားကြီးပွင့်ထွက်လာက အတွင်းဘက်မှာအိန္ဒာခွန်းနဲ့ရွှေစင်ရကောင်းသောခေါင်းပြက်ကြီးကို မြင်တွေ့လိုက်ရပါတယ်။ရေစေးကြဖို့အမင်းနဲ့ဟိတ် ဒီလိုတက်ခတ်မှုမျိုးကငါတို့ကိုဒုက္ခပေးနိုင်မယ်လို့မင်းထင်နေကြတာလားဆရာခင်ကနာလေးဘာလို့သူ့ကိုချင်းချင်းနဲ့နဲ့လုပ်ပါတော့နေရာဆဲတဲ့ဝိညာဉ်တွေကအသိစိတ်သိမရှိရဘူးကွာသူတို့အမုန်းတရားတွေနဲ့ကြီးနေနေတာအရင်တော့သူ့ရဲ့အမုန်းတရားတွေကိုခေချောဖို့လိုတယ်အော်ဆရာကြီးအလုပ်ပြုံရတယ်ဗျနားဖို့လည်းကောင်းလိုက်တာဗျာကဲမင်းအသိစိတ်ပြင်ရပြီဆိုတော့မင်းဘယ်သူလဲဆိုတော့ငါတို့ကိုပြောပြအောင်ဘာလို့နင်းဒီအင်နာကွာထဲမှာကန့်နေတဲ့တဲရဖြစ်နေရတာခေါင်းပြက်သေးကြီးနာကြီးမိုးတိမှုများကို ချေလျှော့ပြီးတဲ့အခါမှာတော့အသည့်စိတ်ပြန်ရလာပြီးကောင်းပြတဲ့ရည်ခဏတာငြိမ်သက်နေခဲ့ပါတယ်။ထို့နောက်ဝမ်းနမရာတက်ဖြစ်သူ၏ဇလံများကိုစတင်ပြောပြခဲ့ပါတော့။အရင်တုန်းကကျွန်တော်နာမည်ကပတ်ခမ်းပါ။ထိုးရင်းကြောင့်တောင်မှနေတဲ့ចောင်းသားလေးတယောက်ကိုညာတိုင်းဆိုင်ငယ်စီးရဲ့လူတစုကအင်နာကိုအတုံးပြုလေရှိကြတယ်။ကျွန်တော်တို့ကမန္တလေးအင်နာကိုတန်ရှင်းရလို့ပါပဲ။လူလူရတဲ့အငြိကြီးလေးကိုလိုက်ရှင်းရတယ်၊ရေးတယ်မသိကြဘူး။နောက်ပြီးတော့ secret တွေကလည်းနေရာနဲ့ပြစ်ထားတယ်။နေတိုင်းပြင်မင်းနန်းစုံနေပေမဲ့ကျွန်တော်လုပ်ပါတယ် ကျွန်တော်တကယ်လို့မလုပ်ရင်ဖုန်းကြီးတွေကဒီမတန်ရှင်းတဲ့အင်နာကိုအသုံးပြရမှာလေခဏလေးကျွန်တော်တီးမခံနိုင်တော့ဘူးဗျအဲ့ဒီညကသူတို့ကိုတတိပေးဖို့ကျွန်တော်အင်နာထဲမှာဝင်ပုန်းနေခဲ့တယ်သူတို့ဝင်လာတော့ကျွန်တော်ရဲ့တန်ရှင်းလုံးမှုကိုခွင့်ကြီးဖို့ကျွန်တော်ပြောဆိုလိုက်ပါဒါပေမဲ့သူတို့ကကျွန်တော်ကိုလှောင်ပြောင်းပြီးဝမ်းပြီးတော့ထိုးခဲ့ကြတယ်ကျွန်တော်ချော်လေးပြီးခေါင်းကအင်နာကိုအစွန်နဲ့ရိုက်မိပြီးကျွန်တော်လဲချသွားပြီနောက်ပြီးတော့တောင်းငန်းကကျွန်တော်လောင်းကိုတွေ့ခဲ့တယ်ဗျရဲတွေလာခဲ့ပြီမဲ့ဘယ်သူ့ကိုမှအပြစ်မပေးကျွန်တော်မှဆွေမျိုးမိပါလည်းမရှိ ဘသူမှတိုင်ရမယ့်သူမရှိတော့နောက်ဆုံးမှာတော့မတော်တဆမှုနဲ့အမှုကိုပိတ်သိမ်းလိုက်ကြကျွန်တော်လုံနဲ့ပြေးသွားတော့အင်တာဝက်ကလည်းပျက်စီးသွားပြီးဒီနေရာမှာပဲဖြစ်ထားခဲ့ကြအဲ့ဒီနာကြီးမိုးရင်းမှုမကျေနပ်မှုတွေကြောင့်ပဲကျွန်တော်ဟာဒီအင်တာဝက်မှာကန့်နေတဲ့တရေတစီဖြစ်နေခဲ့တာပဲမင်းရဲ့ဇလန်ကစေမကောင်းပေါ်ရပါလားဒါဖြစ်ရင်မင်းကိုတရားမျှတမှုရအောင်ငါလုပ်ပေးမယ်မင်းကိုဒီဘဝကနေလွတ်မြောက်ခွင့်ရအောင်အဲ့ဒီမကောင်းတဲ့လူတွေကိုသူတို့ရဲ့အကျိုးဆက်ကိုခံစားရစေမယ်ကျောင်းသားလေးပခင်းရင်ဇလန်ကိုနားထောင်ပြီးတဲ့နောက်မှာတော့ဆရာကတည်း ကျောင်းသားတွေကိုဒုက္ခပေးခဲ့သည့်လူများကိုရှာဖွေရန်အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ရာရနှင့်အာနာရှိသူများကိုလင်းမြန်သာဆက်သွယ်ရန်အတွက်ဥပါဝါကြီးဟုခေါ်သောဒုပုဂ္ဂိုလ်ဒူထံသို့တွားရောက်ခဲ့ပါတယ်။ကျွန်တော်ဘာမှမပြောဘဲရောက်လာခဲ့တာကိုခွင့်လွှတ်ပါခင်ဗျာ။ပြောရဲမှာဩသာအရှိဆုံးဆိုလို့မြူဂျီမင်းကြီးအဝယ်ရှိတာပါ။ဒါကြောင့်အကူအညီတောင်းခံချင်လို့ပါ။ဆရာခန့်မတွေ့တာနဲ့တော့ကြပြီနော်။ပြောပါဆရာကျွန်တော်ဘာအကူအညီပေးချင်တာလဲ။ပြောပါအမှန်ပါနဲ့။ ဘက်ကန်းဆိုတဲ့ဖုန်းကြောင်လေးတယောက်ဟာဆိုင်ငယ်စီးရဲ့လူလူတွေရဲ့လက်ချက်နဲ့အင်တာနက်မှာသူ့ကောင်းတဲ့ဆောင်ပြီးတည်ဆုံသွားခဲ့တယ်ဗျ။သူ့ဝိညာဉ်ကအင်တာကွန်ထဲမှာအစွဲဖြစ်နေပြီးတော့ပယ်ရဖြစ်နေ။ဒါဟာမတရားတဲ့ကိစ္စပဲ။နောက်ပြီးတော့အဲ့ဒီလူတွေကသူတို့ရဲ့အပြစ်တရားကိုမခံစားခဲ့ရအောင်။ကျွန်တော်ကိုစုံစမ်းခိုင်းနေတာလား။ဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်လက်တွေဆောင်ရွက်စေချင်တာလား။ဆရာကနှစ်ခုသလုံးကိုလုပ်နေတယ်ဆိုတော့ကျွန်တော်သိပါတယ်။ဒါပေမဲ့အဲ့ဒီကလေးဝိညာဉ်အတွက်အမှန်တရားနဲ့တရားမျှတမှုကိုပဲကျွန်တော်လိုချင်တာပါ။လူငယ်တွေထက်သေးဖို့မလိုပါဘူး။ တောင်းယူမဲ့လူတွေကိုပဲကျွန်တော်လိုတာပဲကောင်းပါပြီဒါဆိုရင်ကျွန်တော်အဲ့ဒီနေ့တကဆိုင်ငယ်ပါရှင်ကြီးရဲ့မှတ်ပုံလေးကိုစစ်ဆေးကြည့်လိုက်ပါဦးအဲ့ဒါဆိုဘယ်သူလဲဆိုတာကိုသိရမှာပေါ့သူအချိန်မှစတင်ပြီးတော့ဥပဝါကြီးဩဇာအာဏာအင်နာကောင်းပြတ်မှတစဉ်ပေးရတော့တရားခံများကြီးပုံမှန်တန်နဲ့ပတ်သက်သည့်ဆရာခန့်ရရှိခဲ့သောတရားအချက်အလက်များကြောင့်နောက်ဆုံးနေတော့ဥပဝါကြီးဒီဆိုင်ငယ်စီးလူငယ်သုံးလူကိုသူ၏ရှိသူခေါ်ဆောင်လာနိုင်ခဲ့ပါတယ်မင်းတို့ဗကန်းဆိုတဲ့ចောင်းသားလေးကိုမှတ်မိလားဗကန်းဘသူ့ကိုပြောတာလဲဆရာ မင်းတို့ဝိုင်းမီကန်ကြောက်ခဲ့လို့အိမ်နာကွက်နဲ့ဆောက်ပြီးတည်သွားတဲ့ကလေးလေးလေးကွာအမှုကသက်တည်တော့မှရှိလို့မတော်တော်မှုဆိုပြီးအမှုပိတ်ခဲ့တယ်။ဒါလားကြာရွေးစရာကျွန်တော်တို့ကငယ်တုန်းကမစင်စမ်းမိခဲ့လို့လုပ်ခဲ့ကြတာပါ။ဘာပြောလဲငါကောင်းကောင်းမကြားလိုက်မင်းတို့မစင်စမ်းမိခဲ့တာလားဒါမှမဟုတ်မင်းတို့တာဝန်မယူခဲ့တာဒါဒီနေ့ငါမင်းတို့ကိုရွေးချယ်ခွင့်နှစ်ခုပေးမယ်။နံပါတ်၁ရဲကိုသွားပြီးအဖမ်းခံမလားဒါမှမဟုတ်နံပါတ်၅ရဲတရားစီရင်မှုကိုမင်းတို့လက်ခံမလား။ငါ့ပြည်တယ်ကတော့မင်းတို့တည်တဲ့အတိုင်းပဲမင်းတို့ကို social media ပေါ်မှာငါတင်ပြီးတော့မင်းတို့ပြည်တွေကိုငါဖုံးပါ ဟာဆရာရေဆိုရှယ်မီဒီယာမှာတော့ကျွန်တော်တို့မလုပ်ပါနဲ့ဒါဆိုရင်ကျွန်တော်တို့ဆရာပြောတဲ့နံပါတ်1ကိုလက်ခံပါမယ်ဆရာကောင်းပြီကောင်းပြီဒါဆိုရင်တော့ဒီကိစ္စပြီးဒီကောင်လေးတွေကိုစကန်းကိုခေါ်သွားလိုက်တော့ငါစကန်းကိုကြိုပြီးဖုံးသက်ထားတယ်ဆိုင်ငယ်စည်းလူငယ်သမားများစီသူတို့ရဲ့အပြစ်များကိုဝန်ခံပြီးတဲ့နောက်မှာတော့ရဲများဖမ်းဆီးချုပ်နှောင်ရေးခံရကထောင်ထဲသို့ရောက်ရှိသွားခဲ့ကြပါတယ်ကိစ္စများအလုံးပြီးစီးသွားတဲ့နောက်ညမှာတော့ဆင်အားခန့်နဲ့စိုးမှုတွေအဖြစ်ပြအလုံးစတင်ခဲ့သည့်ထိုအိမ်သားနေရာသို့ပြန်တဲ့ရောက်ရှိလာခဲ့ပါတယ်ဟေးဘကန်ငါတို့ရောက်လာပြီ မင်းကိုပြောတဲ့စကားရှိတယ်။တင်နာကွက်ထဲမှာရေများသည့်အနှင်းငယ်လှူရှားလာခဲ့ပါတယ်။သို့သောယခုတစ်ချိန်နေတော့ဘုံဒီစိတ်များမရှိတော့ပဲငြိမ်းချမ်းသောမျက်လုံးအစိုးသာတွေ့နေကြရတာပါ။သူတို့ရဲ့အပြစ်ကိုသူတို့ခံစားပြီးပြီလား။အေးဟုတ်တယ်သူတို့ကိုရဲဖမ်းပြီးသွားပြီ။သူတို့ကိုထောင်ချတော့မှာကွာ။ဒါဆိုကျွန်တော်အစွဲတွေကိုထပ်ပြီးတော့ဆွဲလန်းနေရမလို့တော့ဘူးပေါ့နော်။အေးအေးဟုတ်တယ်ဟုတ်တယ်။ဆင်ရခန့်ကြီးကောင်းကြီးပြပြီးတဲ့နောက်မှာတော့ကောင်းပြက်တည်းရဲ့ဝင်းကြီးကို သူကောင်းမှုကုသိုလ်များပြုလုပ်ခဲ့တဲ့များကိုမေတ္တာဖို့အမျှဝေခဲ့ပါတယ်။မေတ္တာဘုဒ္ဓကိုကြားရတဲ့အခါမှာတော့ကောင်းမြတ်ပေးရည်ခန္ဓာကိုယ်ကြီးဖြည့်ပေးခြင်း ကောင်းလေးတူကြီးပုံတိုင်းပြည့်ဖြစ်တော့ပြောင်းလဲလာခဲ့ပါတော့တယ်။ကျေးဇူးတင်ပါတယ်ဆရာ။ကျေးဇူးတင်ပါတယ်ကိုစုမို့။ဒီခုဘဝမှာမင်းကောင်းကောင်းနေထိုင်ပြီမို့ပါ။နောက်ဘဝမှာလူပြန်ဖြစ်ပါသေးလို့ငါတို့ဆုတောင်းပေးပါတယ်။လူပြန်ဖြစ်တဲ့အခါမှာလည်းမင်းပဲအိမ်သားတွေပဲအညီကြီးတွေကထပ်မဆေးစေရပါနဲ့လို့ဆုတောင်းပေးပါတယ်ကွာ။အရာအားလုံးဤဆုံးသွားတဲ့အခါမှာတော့ ချောင်ချားနေတော့အိမ်သာကြီးလည်းထိုနေရာမှပျောက်ကွယ်သွားခဲ့ပါတော့တယ်။ထို့နောက်မှာတော့အိမ်သာကောင်းမြတ်တရေကြီးဇလန်ဒီရွာသားများမိတိအခါမှမမေ့နိုင်သည့်တန်တားရီတစ်ခုဖြင့်ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။ကြီးစုအားပြီးတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတူတင်ရှိပါရခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပါသေးရင်လည်းလိုအပ်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေခင်ဗျာ။နောက်လာမယ့် video တွေမှာထပ်မံဆုံတွေ့ကြရအောင်နော်။